အားလုံးပဲမင်္ဂလာပါရှင်ဆရာမကြီးခင်ချင်းယူရေးသားထားတဲ့ဖေဖေဆိုတဲ့ဝတ္ထုလေးရဲ့အပိုင်း၈ကိုဆက်လက်ဖတ်ပြပေးသွားမှာပဲဖြစ်ပါတယ်နားဆင်ပေးကြပါအောင်ရှင်ဖေဖေအပိုင်း၈ကျမနိုင်ဝိပါကဝိသီကြီးခြေတော်ကောင်းလာသည့်ကြပြိုင်နဲ့နှစ်ပေါင်း15နှစ်လုံးလုံးတမီးကြီးမိနေစဉ်ကလေးကနေလာတော့မအေးတင်သည့်အိမ်မထွက်သွား၏ ခပေးကိုပြုစုသောမလိုင်သည် ခွင့်နှင့်ဂျုံကရိုးသို့ပြန်သွားသည်ထို့ကြောင့်ကျမသည်ရှေးတော့ကောင်းကလေးကဖေဖေးကိုချက်ပြုတ်ကျွေးနေရတော့သည်တမီးကိုမူစေးသိပ်ပံအမတ်နှင့်တွင်ကြောင်းအိတ်ကြောင်းစားပို့ထားလိုက်၏တားအဖစကားမပြောပါငါ့ကိုလေ तू ကအခုစကားမပြောတော့ဘူးဆွေမျိုးလာသည်များကိုတိုင်ကျမကတော့မနက်6နာရီထုံးစံတိုင်း ထမင်းချမ်းကြော်နှင့်ကော်ဖီကိုသူ့အိတ်ခန်းသို့သွားပို့၏ဖျားဆောင်ဖေဖေဆုံးကရန်ဆုံးပြင်ပေး၏ဈေးသွားထမင်းချက်အချိန်မမှန်တော့သူ့အိတ်ခန်းသို့ထမင်းနှင့်အစားအစာပို့ပေးပါသည်ကျန်တာတော့ဘာလို့နေနေမပြောပါသူလိုလားအပ်သောအချိန်တွင်သူလိုချင်သောအစားအစာကိုလုပ်ပေးလိုက်၏ဖေဖေကြိုက်သောအမဲသားနှက်ပေးရာတိုင်းယခုလိုကြည်ကြည်ဖြူဖြူနှင့်ချက်ကြွရသောကုသိုလ်ကြောင့် နောင်ဘွား၌ဝင်းမလိုက်ပါစေနှင့်ဟူ၍စုကလည်းအမြဲတောင်းမိ၏။စာအုပ်ကိစ္စနှင့်ထုံဝေသူများက လာရောက်စကားပြောသောအခါရခင်လိုဧကန်းတွင်အဲ့မခံနိုင်တော့ပေ။သူတို့သည်ကျမရှိရာမိဖို့ကြောင့်သို့ဝင်လာ၍ဇဝဲနာကကလထိုင်တွင်ထိုင်ကားစကားပြောကြ၏။ရှိသည်များကိုပြော၏။ကျမကလည်းအင်းလိုက်ရင်ဦးအချိန်မှန်ဖခင်ကြီး၏စတ္တနာ၏ နနက်စာမိဖို့အတွက်ခြာပြုတ်ရ၏ကလောင်ကိုင်းသောဒေါခင်နှင်းယူ၏လက်သည်ဓားကိုကိုင်း၍ရန်သူကိုတိုက်သည်ဟုထင်ပါသလားမဟုတ်ပါငါများကိုခုတ်၏ဖေဖေကအသားကိုတည့်ရချားလောက်စား၍စိတ်အမဲဝတ်များကိုခုတ်ထွေပိုင်းဖြတ်၍တည့်ရချားလောက်အမြဲချက်၏အထူးသဖြင့်ခင်းညော့စာပေမှဥထုံးမြင့်သည်ကျမထမင်းချက်ချိန်နှင့် သူစာအုပ်အကြောင်းဒါပြောချိန်တွင်အမြဲတိုက်ဆိုင်နေသောကြောင့်ကလထိုင်ကြီးတစ်လုံးနှင့်ကျမခုတ်သည်များထစ်သည်များဟင်းအုပ်ပြင်သည်များကြည့်ရင်စာအုပ်အကြောင်းစကားပြောရ၏တခါတည်းရန်အကိုကြီးကမော်ပြီးမှရုတ်တရက်ရောက်လာ၏မိချို့၏အင်ထမင်းအဟင်းစားချင်လိုပါကွယ်အကိုကြီးရဲ့ရဲဘော်၅ရောက်ရဲ့ထမင်းစားဖို့နိုင်ဝက်အတွင်းစီစဉ်ပေးနိုင်မလားသူကပြောလာ၏ စိတ်ချကိုကြီးရေရနိုင်တယ်ဖိုးကံညွန့်ရေကဲဈေးပြေးပါဦးဖိုးကံညွန့်ကိုကိုကြီးခေါ်ရည်ဖိုးကံညွန့်မှာမာလီကြီးဤမြေဖြစ်သည်သူဒီကျမမှသည်။ဈေးမဝဲလာကကျမနှင့်အတူကိုချက်ဤမိသွေးတဖိုးရေနံစီတဖိုးလေမီးဖို့တခုမီးဖို့သုံးခုနှင့်ချက်လိုက်ဒီမှာရဲဘော်များနှင့်ဖေဖေအတွက်အမဲသားနှံအကိုကြီးအတွက် ်စုပုတ်ဟင်းချိုပဲကြီးစီပြန်နဲ့ငါးတခွတ်ကိုကြီးကအမဲသားမစားပြီနိုင်ဝက်အတွင် ချက်ပြုတ်ပြီး၍ပြင်ဆင်ကျွေးလိုက်ဆက်တနာရီတွင်မူဖေဖေးဤအိတ်ထန်းတို့ထမင်းပို့ပြီးပေပြီကို၍ချက်ပြုတ်ပြီးသောမောင်ကန်ညွန့်သည်လဲသူ့ကြောင်တို့သူထွက်သွားတော့ဤထိုချိန်ကျမှပင်ကျမအိတ်ခန်းတို့ပြန်ဝင်လာကဂလူးကို့စ်ချူချူတစ်ခွက်ဖြောတောက်၍အိယာပေါ်ပြစ်လဲနေရပါသည် ထမင်းကိုစားခြင်းစိတ်လည်းမရှိ လုံးဝမစားလိုပါညနေ3:00နာရီထိကောင်းမွန်စွာနားလိုက်ပြီးမှ3:00နာရီထိုးလျင်ဆက်ရုပ်ကြီးလိုထား၍မိဖို့ချောင်းဝင် ငရုတ်ကျက်သွန်းထမင်းအိုဟင်းအိုတွေနဲ့ဇက်ထုပ်ကခင်းရပြန်သည်ကြာတော့ဒီလဲလူပြီးကြီးဆိုတာဒါလားဟူ၍အတွေ့အမျိုးကခေါင်းထဲဝင်ဝင်၍လာတတ်ပါ၏ တခါတည်းကကျမဘာသာ ကျမတွေးမိ၏ကျမယောဂမှာစိတ်ကြစလဲပါသည်ဟုထင်ပါသည်မပြောကောင်းပြောကောင်းဂျေဇူးရှင်ကို ပြမသည်ဟုဆိုရလိမ့်မည်လားကျမဂျေဇူးရှင်က ထမင်းပါပင်ကြီးသို့တော့ထမင်းကို လုံးဝမစားခြင်းယောဂရသည့်အချိန်ထိဆိုရင် ထမင်းမစားခြင်းဒီမှာ၃နှစ်လောက်ရှိ၍လာခဲ့သည်တခါတည်းကကိုကောင်းတဲ့ကအတွေ့အကြုံကို ကိုထုတ်ပြရ၏ဒီသမင်းကြောင့်ငါခံခဲ့ရတဲ့ဒုက္ခတွေဒီသမင်းလေးတစ်လုံးမနဲ့တခါညတစ်ခါစားရဖို့အတွက်ငါအလျှော့မပေးခြင်းပဲအလျှော့ပေးခဲ့ရတာတွေဒီသမင်းသာမစားရဘဲနေလို့ရတယ်ဆိုပါစို့လောကကြီးမှာချီတောင်းထားတဲ့ကြိုးတခွင်းကငါလွတ်ခြင်းပဲအမှန်တိုင်းဝင်ခံရရင်ကျမယခုလိုပင် တခါတလေ တွေးမိ၏နောက်မှ ငါအတွေ့ကြီးကကြောက်စရာကြီးပါလားဒါကိုကြကြခေါင်းထဲမှာမထားသင့်ဘူးထမင်းအတွက်ကြောင့်တခုရဲတသက်လူဖြစ်လာရတာမဟုတ်တလို့ပဲထမင်းဆိုတဲ့အဟာရမရှိပြန်တော့လဲဒီခန္ဓာကိုယ်ကြီးကဘလို့လှုပ်လှောက်ရှားနိုင်မှာလဲဘသူနေမှဘာမှမဖြစ်ပဲကို့အပြီးတမာနေကို တခါတခါပြိပခါဖြစ်နေမိသည် တခါတည်းထမင်းမစားပဲနေ၍နေ၍ရသွားသည်ကိုစိတ် ချမ်းမြေသလိုဖြစ်လာမိတတ်ပေသည်ယခုအစိုးရပြောင်းလဲသွားပြီးမှခေကိုမဆိုလိုပါ မပြောင်းလဲခင်ကလေးကပင် တခါတည်းရန်ထမင်းဝတ်တဲရင်မြုပ်သီးထောင်ရင်ကဒေါသဖြစ်လာတတ်၏ကျတော့များကိုနှွာရင် လွန့်ပြစ်ချင်လာတတ်၏။ငါမလေးအခုရင်ထဲမှာလိုက်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 နဲ့အစာရေးကျင်လိုက်တာ။ငါအတွက်သာဆို ထမင်းမစားဘဲကိုစားရေးတယ် ဲ့ဒါလောက်ငါမမောတဲ့အချိန်တွေကိုမင်းတို့ငရုတ်သီးကြက်သွန်ထမင်းဆိုတာတွေနဲ့လုံးချပတ်ချလဲပြီးလဲပြလိုက်ရတာဆွန့်လွတ်လိုက်ရတာနှမျောလိုက်လေချင်းကျမရှင်လေးကတကယ်ပင်ရင်ရွမိပါသည်ငရုတ်သီးကြက်သွန်များမလွတ်လပ်တော့အခါပို့၍ဆိုပါသည်သေးပွဲလိုက်တိမ်ငယ်လိုက်တာကွတို့မိန်းမတွေမှလည်းအဖိုးတန်အချိန်တွေအလုပ်တွေရှိပါသေးတယ်ကွယ် မင်းတို့ငရုတ်သီးကျက်တုံအဖြူနီ၄၅ခုရဖို့အရေးဒီငရုတ်သီး၁၀သားလောက်ငန်းပြားရေ၅ချက်သားလောက်ရဖို့အရေးအတွက်တို့များအချိန်တွေကိုဖြုံးပြစ်လိုက်ရတာငါနှမျောလို့မဆုံးဘူးကျမသည်အယူမကြီးလိုပင်တန်စကားကြောင်ရင်ကိုကြည့်၍စိတ်ထဲမှစကားဆိုမိ၏တန်စကားကြောင်ရင်လေးထဲမှကျက်တုံနီ၄၅ဦးနဲ့ကျက်တုံဖြူ၃၄ဦးကလည်းကျမကိုသနာဝယ်ကြည့်နေကြဟန်တူပါသည် ။တဥ့ကိုတဥ့မိတွဲနေရင်အမောဖြေနေကြဟန်တူပါသည်။သူတို့ကလည်းကျမကိုပြန်၍စကားဆိုဟန်ရှိ၏။ကျုပ်တို့မလဲမောလိုက်တာမမကြီး။ကိုရောင်ထဲမလဲအသက်ရှူရာကြက်လိုက်တာရုပ်တွေသာကြည့်တော့ခွန်ကွာရေလံဖြစ်လို့စောစောစီစီထုတ်စောစောစီစီရောင်းလိုက်လဲပြီးတဲ့ကိစ္စကိုယ်တော်တဲ့အသေးပဲမရှိပဲပိတ်လောင်ခံနေရတာဒုက္ခရောက်လိုက်တဲ့ဖြစ်ချင်း ဝိကျအောင်မြ мян သာထူထောင်ချက်လိုက်ပါတော့မမရဲ့ဟိုပင်သူတို့ကတနာဖွဲစကားဆိုနေကြသည်ဟုကျမထင်ပါသည်သို့တော့အင်ရှင်မဖြစ်ရခြင်းအတွက်ရရှိသောမုံမြတ်သည့်ကုသိုလ်မှာတော့ဘလို့အခက်ခဲနှင့်ဟင်းချက်စရာကိုရှာဖွေချက်ပြုတ်ရသည်ဖြစ်စေထမင်းဝိုင်းတွင်အင်သားများပြုံးရွှင်ကျဉ်တ်စွာမိမ့်မိန်ရှက်ရှက်စားနေခြင်းကိုမြင်ရပါလျှင် ထိုပီတိမှာအတော်နှစ်သိမ့်ဖွယ်သောပီတိတစ်မျိုးပါပင်တည်းထိုကုသိုလ်ကြောင့်ပင်ထင်ပါသည်လင်းကိုကောင်းစွာလှုပ်ကြွေးသောအင်ရှင်မများအားတရားမင်းသည်ရှ िख ိုးဤဟူ၍ကျမကြားဘူးပါ၏အထက်လွားဖြစ်စေအောက်ဆုံးလွားဖြစ်စေသမင်းစားကန်ဒီမှအလုတ်ဝင်ငါပြန်လာကငရုတ်ကျက်တုံလေးကိုပြေးဝဲ၍ထူထောင်ချက်ပြုတ်စားရသောဈေးတောင်ခေါင်းရွက်အင်ရှင်မမျိုးပင်ဖြစ်ဖြစ် ကိုထမင်းဝိုင်းလေးတွင် လင်းတယ်နှင့်သားသမီးတို့ကျင်းနှက်ပြုံးရွှင်စွာစားတော့သည်ကိုမြင်ရသောအခါ၌ဖြစ်လာသောဝမ်းမြောက်ခြင်းတရာစိတ်ပီတိအဟုန်သည်အင်ရှင်မတို့အတွက်ကုသိုလ်တပါးပါပင်သည်သို့သောတခါတရံယခုလိုတန်းစီဖို့တိုးဖို့အဖို့မရှိသောအင်ရှင်မများမိခွက်လင်းချိန်ရောက်ပါမှဈေးတောင်းရွက်အိမ်ပြန်ရောက်ပြီးငခွေ ကျက်သွန်ဆယ်ပြားဘူးစီငားကျက်သားပြေးဝယ်လိုက်စမ်းဆို၍ဈေးမှပါလာသောအသားနှင့်ရောနော်ချက်ပြုတ်သမင်းတလုံးစားရသောအင်ရှင်မများအတွက်ယခုလိုဝဲကျင်သည့်အချိန်ဝယ်မရရပြန်တော့လဲခုန်ခွာရေလံကိုဥတိုက်ရှိခိုးဝယ်ရသောအဖြစ်မျိုးနှင့်တွေ့ရချိန်တွင်တော့ကျမလိုပင်မယုတ်ဆောင်ကိုရော ရောက်မရောကျက်သွန်ပါလွှင့်ပြချင်းကောင်းပြချင်းကြပေလိမ့်မည်ထို့ကြောင့်ပင်ဤတတ္တလောက၌ မိတိဝါရမိတိစနစ်သည့်အရရတို့ကို ထွင်ကျင်ကြသောပုံကိုယ်တိုင်းမဆိုထမင်းဝိုင်းလေးဆိုသည်ကိုတော့အမြဲထည့်သွင်းစဉ်းစားသင့်သည်ဟုထင်ပါသည်ထမင်းဝိုင်းလေးတွေ့ကြည့်တော့လေတေဖွဲလွန်လာပါ၏တို့တော့ဤထမင်းဝိုင်းလေးကိုဖန်ဆင်းရသောအင်ရှင်မာများတည်ငြိမ်မှုမရသောခါ၌မိသားစုတစုလည်းမတည်ငြိမ်ပါမိသားစုများစုပေါင်းထားသောရက်ွက် ရက်ကွက်မှသည် မြို့မြို့မှသည်တိုင်းပြည်တပြည်အထီတို့ပင် ခရဲရိုက်တတ်ပါသည်အင်ရှင်မများဟင်းချ၍တည်ငြိမ်အေးစရာသောခေတ်သည်ငြိမ်းချမ်းသောခေတ်ပါပင်တည်းသို့တော်လည်းပုဂ္ဂိုလ်ကြီးများခေါင်းဆောင်ကြီးများသည်သူတို့လည်းငြိမ်းချမ်းလိုအေးချမ်းလိုလာပါသည်ဟူသောဆန္ဒဖြင့်လမ်းစရိတ်ကိုရှာကြရင်မှတတလောကလည်းအမျိုးမျိုး ပြောင်းဆန်ကြရသည်ထင်ပါသည် ကျမပင်လင်ကြောက်စရာကောင်းသောအတွေးခေါမူကြီးတခုခေါင်းထဲသို့ခဏခဏဝင်လာ၍ထုတ်ပြရာ၏ဒါလောက်တောင်အလုတ်အလုတ်အလုတ်တည်တာဗရာနာဆိုပြီးဖြစ်နေရရင်အင်မတန်တိုးတက်နေတဲ့သိပ္ပံပညာရှင်တွေဟာတခြားဟာတွေတီထွင်မဲ့အစားထမင်းမနက်တနက်ညတနက်မစားရဘဲနဲ့ထမင်းလိုအဟာရဖြစ်တဲ့စေးလုံးလေးတွေတီထွင်ဖို့ကောင်းတယ်အဲ့ဒီစေးလုံးကိုတစ်နေ့တစ်လုံးတော့ အဲ့တော့ထမင်းဆိုတာလည်းမလို့မီးဖို့ကြောင့်ဆိုတာလည်းမလို့တော့ဘူးအဲ့တော့အဲ့ဒီလူသားဟာအလောက်ခင်မှာပဲလုံးဝအချိန်ယူလုံးနိုင်ရောဘာဖြစ်လို့များသူတို့ကဒါအောင်မတီထွင်ရတာလဲကိုဟာကိုထမင်းမစားခြင်းတိုင်းရှောက်တွေးမိတော့အတွေ့ကိုတတိယရခြင်းရပ်ပြရဤမီးဖို့ကြောင့်နေမှာတနာဖွယ်ငရုတ်သီးစက်တုံလေးတွေကိုစကားပြောရဤ မင်းတို့နဲ့ငါတို့မိန်းမသားတွေဟာအတူတူပါပဲကွယ်။တို့များမိန်းမတွေကိုလေရုံမာတယ်အမြင်တူတယ်တိတိပွပွဲကိုအကျေချက်တတ်တယ်ဆိုပြီးပြစ်တင်ကြတယ်။တချို့မိန်းမတွေကလည်းဟုတ်ပါတယ်ကွယ်။ဒါပေမဲ့မိန်းမတွေကိုသေးပွဲတယ်တငယ်တယ်လို့ပြစ်ပယ်ထားလို့လည်းမရဘူး။ဘာကြောင့်လဲဆိုတော့အိမ်ရှင်မတယောက်ဟာအိမ်တော်တစ်ခုကိုတည်ငြိမ်အောင်မထိန်းသိမ်းနိုင်ရင်အိမ်တော်တစ်ခုရဲ့တိုးတက်မှု ဖက်စည်းတိတ်သည်မှုတွေဟာတွားရောပျို့ပရေဖြစ်ကုန်ရောခုလေမင်းတို့ကိုမယုတ်သီးပဲစက်တုံပဲရဲ့လို့အရင်တုန်းကတော့အသေးပွဲလို့ထင်မိရဲ့ခုမှမင်းတို့ကရက်ဟာသူများအင်ရှင်မတွေမှာအတော်ကိုဂတိကောက်ဖြစ်စီတာပါပဲလားခွင့်လို့ပါကွယ်မင်းတို့အပေါ်အထင်သေးခဲ့မိတာမင်းတို့မပိုင်ရင်လေဘီးဖို့ကြောင့်တကူမှမပြီးပါလားနော် ကျမစိတ်ထဲကညှဉ်းညူသည်ကိုစိတ်တော်ဦးနီခွန်ခွာကြီးကသိတယ်လို့ပြန်ပြေပါ၏အချောင်ခံရတာထင်ပါရဲ့ဗျာဝတ်တူပေါ့လေကျုပ်တို့ကတော့စာမတက်လို့မသိဘူးစနစ်တွေကိုတီထွင်ကြတဲ့ခေါင်းဆောင်ကြီးတွေရေးတဲ့စာအုပ်တွေထဲမှာတော့လူတွေသာတာတူညီမျှဖြစ်အောင်စိတ်တော်ဦးကြီးများကိုရောင်နေပို့အောင်လောင်လာလို့ပါမယ်မထင်ပါဟုတ်ဆိုပါသည် ကျမလည်းကျမအတွေ့ကိုကိုဟာကိုသဘောကျရေငါယူမယ်ယူမယ်ကိုဆိုကမိဖို့ကြောင့်ပြဆက်ကိုတခံရရဤအတွေ့ဆိုသည်ကတော့တွေးကျင်တိုင်းတွေး၍ရပေတကူကျမတို့မှာဖြင့်ယူကျင်အောင်အုံနောက်ချောင်းနေရသည်အထဲဖေဖေကမူဘာဖြစ်လို့တလားစားတလားစားကြက်တုံခွတ်တစဲအာလူငါးပိတ်သား စင်ငါးပိတာဝင်မထားရတာလေခဏခဏမေးဤသူ့အမေကိုသာအမေကိုဖြေတော့ကျမစာကိုမဖတ်ကလေးကကျမကရှင်းမပြတော့ပါဘူးစက်တုံငရုတ်တီများလွတ်လပ်ခွင့်ရသည်ဟုကြားရသောနေကများတက်ဆိုင်ရာစီးပွားရေးပါရဂူကြီးများကိုကျေးဇူးတင်လိုက်သည်ဖြစ်ချင်းမေတ္တာပို့လိုက်ရသည်မှာအမောပါပင်တီသို့တော့ကျမတို့သားဖအရေးခင်ကဆက်လက် ဖြစ်ပွားနေသေးပင်ဖြစ်ပါ၏။ကျမကလုံးဝစကားမပြောဆက်ရောက်ကြီးတယုတ်အလုံးလုံးတလို့ပင်လောက်ကကိုယ်အိမ်ခန်းထဲတွင်ကိုယ်ရေးချင်တာလေးတွေကိုကြိတ်ရေး၏။ကျမ၏အဟာရမှာဂလူးကို့စ်တခါတလေပေါင်မုတ်တစ်ချက်တခါတလေတော့ထမင်းဂုံညင်းလောက်ဝင်သည်။ငါ့ကိုလေသူကစကားလည်းမပြောဘူး။မြုပ်သီးတွေကြက်သွန်တွေကိုလည်းအရင်လိုဝယ်မထားဘူးသိလား။ တခါတရံရောက်လာတော့သူဤသမီးငယ်များကိုဖေဖေကတိုင်ဤကျမကတလုံးမပြန်မပြေကို့အလုတ်သားကိုကျုံလုံးနေတော့တည်မကြွေးရင်အိမ်မောကနှင်ချလိုက်လေသူစိတ်ဆိုးလာပေပြီကျမကမူဘာမှပြန်မပြောတော့တနေ့တွင်ညီမအငယ်ဆုံးနုနုသည်အိမ်ကိုလာလေဤသမင်းစားပြီးချိန်ဖြစ်၍ဖေဖေသည်အိမ်လေခန်းမကြီးတွင်ပလက်ကလက်ထိုင်နှင့်စာဖတ်နေဤ ကျမသည်အခန်းထဲမှထလာကနုနုကိုထွက်၍စကားပြောသည် ဖေဖေဘေးရှိစပွဲရှိကြီးတွင်ညီအမမျက်နှာချင်းဆိုင်ထိုင်မိကြသည်နုနုလာတာလေမမယူကိုပြောเสียရှိလို့သူက ကျမမျက်နှာကိုစိစိဆက်ဆက်ကြည့်ကပြော၏သူမျက်နှာအမူအရာမှာထူးခြားနေသည်ဘာပြောเสียရှိလို့လဲပြောလေတနေ့ကဒေါက်တာမမကြီးနဲ့တွေ့တယ်ဒေါက်တာမမကြီးမှာ နုနုနဲ့ငယ်တငယ်ချင်းဖြစ်သည်။သူကပြောတယ်။ခင်တန်းမြင့်တို့မင်္ဂလာဆောင်မှာမမယုကိုသူတွေ့လိုက်တယ်တဲ့။မမယုမျက်နှာတွေဟာမကောင်းဘူး။ပြည့်တင်းတင်းကြီးတဲ့။အဲ့ဒါအကောင်းပြေတာမဟုတ်ဘူးတဲ့။ဆေးမီးတို့တွေနဲ့မကူပါနဲ့။ဆရာဝန်ကြီးတွေကိုတိုင်ပင်ပြီးကူပါတဲ့။ဖြားကြည့်ပါအောင်နဲ့ကြာရင်ခတ်မယ်တဲ့။ငါတိသားပဲ။ကျမသည်ပြောရင်မျက်ရည်လည်လာ၏။ ခုတလောဘာပြောပြောစိတ်ထိခိုက်လွယ်ဤမျက်ရည်ကအရင်ကြကျင်လာသည်မျက်နှာကတခါတခါပိတ်တာမကြီးလိုပဲပြေးလာတယ်ကိုကထမင်းလုံးဝစားမရတော့ပိန်ချီလေတေတော့လေအေးတာပဲမျက်နှာတွေပြေးလာရင်အသက်ရှူလို့မရဘူးကျမကပြေးလာဤမမယူရဲ့ဆေးရုံတက်ဖို့စီစဉ်ရအောင်ဆေးရုံတက်ရအောင်နင့်ဖေကိုဘယ်လိုစီစဉ်မလဲထမင်းချက်ကရုတ်တရက် တတ်တည်ရဖို့မလွယ်ဘူး။နင့်ဖေနဲ့နှစ်ယောက်တည်းဒီရင်ကြီးထဲမှာထားခဲ့လို့ပေါ့။အိမ်ပေါ်ကဟာရီအကုန်ချသွားမှခတ်မယ်။ပါဆက်ပြောတော့လွယ်တာပဲ။တော်ယုံတော်ယုံလူကရောဖေဖေတဲ့ကြီးခံနိုင်မလားလို့တခုခုလိုချင်မိရင်မအောင်နိုင်မအီးနိုင်တဲ့ဟာသမင်းချက်လဲရှာနေတော့မယ်။ဒေါက်တာတို့မြင့်မြတ်ကြီးကကြကြလေးအနားယူပြီးကုရမယ်လို့ပြောနေတာကြားလာပြီ။ကျမတို့နေအောင်စကားပြောနေစေတွင်ပင် ပပေသည်သူဖက်နေသောစာအုပ်ကြီးကိုဘေးသို့ဝုန်းငနေပြချလိုက်ကနုနု तू နည်းနည်းမှမကောင်းဘူးကျမကိုလည်းညှိုးထိုး၍ပြော၏ငါ့ကိုလေစကားမပြောဘူးငါမေးရာတွေကိုလည်းမဖြေဘူးကျမကဘာမှပြန်မပြောဘဲမျက်ရည်တွေသာတွေ့တွေ့ကြလာ၏ तू မေးရာတွေကိုငါကစာရေးဖြေတယ်ဒါကိုမဖတ်ဘူးကငါရေးတဲ့စာကိုမဖတ်သမျှငါနဲ့ဖေဖေကိုစကားမပြောနိုင်ဘူးနုနု ငါအချင်းကြီးကိုနင့်အတိဆုံးပဲစကားပြောဖို့ဘလောက်အာယူနေရလဲဆိုတာနုနုဒီကျမကိုတလဲဖေဖေကိုတလဲကြည့်ဤအဖေနဲ့အမကြားတွင်သူသည်တန်ကြီးတမန်ကြီးဟန်နှင့်အရေးအခင်းကိုပြည့်ပြည့်အောင်ဆောင်ရွက်ရန်အလုပ်ရ၏ပထမဆုံးစပွဲပေါ်ရှိဆာရွေကျန်းတစ်ခုကိုဆွဲယူကာဆာရေးပြလိုက်၏သူမကောင်းရင်တမိနဲ့လိုက်နေပါလားဆာရွက်ကိုဖေဖေအားထိုးပြလိုက်၏ နုနုရေးပြသည်ကိုတော့ဖတ်ကြည့်သည်မလိုက်ဘူးမလိုက်ဘူးသူနှင်ချမှသွားမယ်ခွနတန်နှင့်ဖေဖေကပြန်អော်ဤနုနုသည်စာဆက်ရေးပြန်သည်သားသမီးကအဖေကိုနှင်ချမတယ်လားမမယုတကယ်မကောင်းရင်ဖေဖေသမီးနဲ့လိုက်နေပေါ့သူနှင်ချတာဘာလို့အဆောင်နေမလဲနုနုသည်စာရွက်ကိုပေးလိုက်ပြန်သည်သူကဘာမာနကြီးနေလဲမသိဘူး ငါမေးတာဆို တလုံးမှမဖြေဘူးမင်းတို့ဒီစာရေးရပြန်၏မဖြေတာကမဖြေနိုင်လို့ဖိဖိရေမမယူယောဂါကဖိဖိလိုနားလေးတဲ့လူမပြောနဲ့လူကောင်းကိုတောင်စကားရှိရှိမပြောနိုင်ဘူးစိတ်ဆောင်နေလို့သာသူမတက်နာဖြစ်နေတယ်ထမင်းမစားနိုင်တာနှစ်နှစ်ရှိနေပြီတည့်ရလားနုနုစာကိုဖတ်ပြီးဒီတပြိုင်နက်နေမကောင်းမှုသာဆိုရင်မျက်နာကြီးကအရင်ကထက်တောင်ဝလာသေးတယ် ဟူအော်လိုက်၏အဲ့ဒါဝါရာမဟုတ်ဘူးဖောရာဖောရာအခုမမယူကိုဆရာဝန်နဲ့ပြပြီးစေးုံတက်ဖို့တမိလာပြောရတာဖေဖေကိုမမယူကမချစ်ရင်မတရားရင်ဖေဖေကိုခုလိုထမင်းချက်ကျွေးမွေပြုစုနေမလားသူ့လင်ကိုယ်တော်သူထမင်းချက်နဲ့ပြစ်ထားရတာဖေဖေကိုသာမေမေကဒီလိုများပြစ်ထားရင်ဖေဖေဘလောက်ဝမ်းနည်းလိုက်မလဲငါရှာမကျွေးနိုင်လို့နဲ့ဆိုပြီးပြောလို့ဆုံးမှာမဟုတ်ဘူးညွနုတီ စာရွက်ကိုရေးချေ၍ထိုးပြရပြန်သည်။ဟေးသူ့မျက်နှာတွေဖောနေတယ်။ထိုခါကျမှမျက်မှန်ကြီးကိုချကားကျမမျက်နှာကိုစစ်စစ်ကြည့်မိ၏။ကျမကတော့မျက်ရည်တွေသာတွေ့တွေ့ကျနေတော့သည်။ဟုတ်တယ်။စကားပြောရင်လည်းမောတယ်။ဒါကြောင့်ဖေဖေကိုပြောစရာရှိရင်စာရေးပြောရတာ။ဒါကိုပဲဖေဖေကမပတ်ဘူးဆိုပြီးနေတာကိုဒီတော့သူကလည်းစိတ်တူလာတာပေါ့ဖေဖေကိုယ်တိုင်ကနားမမကြားတဲ့ဟာ အချိန်နဲ့ရရက်ကိုသိချင်းစာရေးပြတာကိုဖတ်မှသိရတဲ့ဘဝဟာအခုမှအစ်စ်လုပ်ပြီးမဖတ်ဘူးဆိုတော့သူကလည်းမရေးဘူးပါးစပ်နဲ့လည်းအမောခံမပြောတော့ဘူးဆိုပြီးနေတာပေါ့မမယူဟာထမင်းမစားနိုင်တာသုံးလနှစ်ရှိပြီခုလည်းစေးုံတက်ချင်တာဖေဖေကိုချက်ကျွေးမယ်ထမင်းချက်ရှာမရသေးလို့သူကိုယ်တိုင်ချက်နေရတာဖေဖေကအလကားနေအလကားထင်လွဲနေတာပဲတခြားသားသမီးတွေအိမ်လိုက်နေပါဆိုလဲမနေဘဲနဲ့ နုနုရေးပြတော့စာကိုဖတ်ပြီးတော့အခါမသိဘူးလေငရုတ်သီးတွေကြက်သွန်တွေကိုလည်းအရင်လိုမဝယ်ဘူးအဲ့ဒါငါဝင်ချက်မှဆိုလို့ငါစားကျင်တဲ့အသားလည်းမရဘူးပစ္စည်းတွေဝယ်ခိုင်းရင်လည်းမရှိဘူးကြီးပဲပြောတယ်ပြီးအသက်60ကျော်မာလီကြီးကိုအလောက်ကထုတ်ပြပါဆိုလည်းမထုတ်ပြဘူးသူသည်ကျမငိုနေဒီကိုကြည့်ရင်ခုရေးပြလေခုရေးပြဖေဖေတမီးရေးတာကိုဖတ်တော့မယ်ဟုတ်လေတန်ပြောနေဆိုပါတည်း ကျမရင်ထဲတွင်တော့ဒေါသလည်းဖြစ်၏ဝမ်းလည်းနေ၏မျက်ရည်ကိုတုတ်ကာဆာရွက်ချမ်းကိုယူ၍စာစာရေးရပါသည်မိဘနှင့်သားသမီးဆိုသည်ကလင်သားလိုပြစ်ခွာပြီးရသည်လည်းမဟုတ်ပြီးတော့ကို့အဖေဖြစ်ကယောဂါဘောင်းဆောင်နှင့် မတန်ဆွမ်းသူဖြစ်သည် ကျမဒီခါမှဇက်ထုတ်ကိုဘလိုပင်ဆက်၍ကာကကျမအသက်ရှင်စဉ်တော့ဖေဖေကိုချွတ်ချွတ်ငငယ်မဖြစ်စေလိုပါโอเคပါရှင် ဆရာမကြီးခင်ရင်ယူရသားထားတဲ့ဖေဖေဆိုတဲ့ဝတ္ထုလေးရဲ့အပိုင်းရှိကိုဖတ်ပြပေးခဲ့တာပဲဖြစ်ပါတယ်။အပင်နာစင်သူတို့တို့တယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။